တာဝန်ခံမှုနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ဒီတက်မလို့ဘက်ကရိုးသားမှုပိုင်းမှာနည်းနည်းလေးနောက်ဒီသတင်းထုတ်ပြန်တဲ့နေရာမှာနည်းနည်းလေးအားနည်းနေတယ်တဖက်ကဒီ video file တက်လာတဲ့အခါမှာတော့အခုဘလို့တွေဖြစ်ကုန်ပြီလဲနော်စစ်ချွေရင်းလို့ပြတ်ကြတာပါအဲ့တော့အင်းလေးအန်လေးနဲ့စပစ်ချွေရင်းလို့ပြတ်ကြတာပါလို့ပြောလို့ဆိုတော့နိုင်ငံတော်အဆင့်ဟိုဟိုတနည်းအားဖြင့်နိုင်ငံတော်အဆင့်ဘောက်ချက်ကွဲမှုကြီးဖြစ်တာ အဲ့တော့အဲ့လိုမျိုးတွေမဖြစ်စေချင်ဘူးအဲ့တော့ခင်ဗျားတို့ဘာကြောင့်လဲဝင်ခံစားမှာเนาะဖြစ်လာရှိနော်ဟိုဝင်ခံလိုက်တာပြဿနာမရှိဘူးအလုပ်ကမလုပ်တာပဲပြဿနာရှိတယ်အခုတော့ကြာဆုံးလေပြီးတော့တက်မလို့သားတွေတစ္ဆာကိုအဲစေကောင်းဆောင်ပေါ်တိုင်းဟိုကစောင်းတိမသိတော့မသိဘူးအခုတော့ဆယ်သူ့ရဲ့ view ဟာလည်းတော့ဆိုင်မော့ပြန်เนาะဦးမင်း online ကိုယ်တိုင်ကလည်းတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးပြဿနာဖြစ်တိုင်းဟိုလူပုံချဒီလူပုံချမြန်မာနိုင်ငံမှာခုဖြစ်နေတဲ့ဒုက္ခတွေဟာ ဒီသူအလုံးမလုံးလို့တော့နော်ဟိုလူပုံချဒီလူပုံချသူ့ပြစ်လုံးဝမရှိဘူးအဲ့တော့တက်မလို့ခေါင်းဆောင်ကိုတိုင်ဟိုကရိုးသားမှုကြိုးစားမှုနဲ့နော်ဟိုတာဝန်ယဉ်မှုတာဝန်ခံမှုရှိရတဲ့စိတ်ဓာတ်မရှိဘူးထားပါဂျပန်တို့ဘာလို့မဆိုသုံးမချရင်ချက်ချင်းလန့်ငင်ဟိုဘလိုခေါ်မလဲဆိုတော့ပေးတက်ကိုကျွန်တော်တို့ပြည်သူကိုတောင်းပန်ပြီးနှုတ်ထွက်တယ်ယာရုယာရန်လည်းဆိုတော့တို့ဒုတိယထားတယ်သူတို့ရိုးသားမှုအဓိကထားအဲ့ဂျပန်အောင်မြင်တယ်အဲ့ကျွန်တော်စီကယာရုယာကန်နဲ့ ရာလူညာကလည်းအကုန်လုံးကိုကြည့်လိုက်ပြီးရှင်တာဝန်ယူမှုတာဝန်ခံမှုနဲ့နော်နောက်ဆုံးပိတ်ပေါ်ပြောင်းတဲ့ဂျပန်လူမျိုးတွေလိုမျိုးစိတ်ဓာတ်မျိုးထားရမှာတာဝန်ယူမှုတာဝန်ခံမှုဘယ်လောက်ထားလဲဆိုတော့ဆာမူရိုင်းတွေသူတို့ရဲ့ကြာရှုံးမှုကိုတာဝန်ယူမှုတာဝန်ခံမှုဘယ်လိုထားလဲအဲ့စိတ်ဓာတ်မျိုးနဲ့စစ်တိုင်မှာနိုင်တယ်အခုတော့အပြဒနာတစ်ခုဖြစ်တိုင်းမှာဟိုလူပုံကြလက်ညိုးပေါင်းငေါငေါအပေါ်နေထိုင်ထိုးနေတဲ့ဥမင်းအွန်လိုင်းလိုပဲဥမင်းအွန်လိုင်းစစ်တပ်ကလူတွေကလည်းတာဝန်ယူမှုတာဝန်ခံမှုလိုတယ်ရိုးသားရမယ်ဗျနော်ဟို ကျွန်တော်လေးရင်တပြားသုံးစီးလုံးသူတို့ပြစ်ချပလိုက်အောင်ဟုတ်ရင်ဟုတ်တယ်ဝင်ခံရမယ်အေးဒီကဝင်ခံတာဒီသုံးစီးလုံးပြစ်ချသွားတာဘဝကြီးလည်းမဟုတ်ဘူးလို့ဒါကြီးကအဖြေလည်းမဟုတ်ဘူးအဓိကကျွန်တော်လိုချင်တာကယူသားမှုနဲ့တာဝန်ခံမှုနဲ့ပြတ်သားမှုနဲ့တိုက်ပွဲကိုနိုင်အောင်တိုက်ပါမယ်ဆိုရက်ပြတ်သားမှုပဲလိုချင်တယ်ဒီစကားမျိုးပဲလိုချင်တာအဲ့တော့မှဇာမရှိနဲ့စစ်သားမလုပ်ကြနိုင်ဘူးเนาะကျွန်တော်ပြောချင်တယ်အဲ့တော့အခုလက်ရှိဒီ27မှာအာဒီပေါ့ ဟိုရဟယေမောနော်ရဟယေပြစ်ချခံရမှုကပြစ်ခတ်ခံရမှုကအခုဗီဒီယိုဖိုင်ထွက်လာပြီသူတို့ဘက်ကတရင်နေကျွန်တော်အားလုံးကိုသုံးသပ်ကြည့်တဲ့အခါမှာဖြစ်ပုံကဒီရဟယေကစင်းလာတယ်စင်းလာတဲ့အခါမှာမစင်းငင်ကလေးကအပြစ်ခံရတာအဲ့တော့အဓိကကဒီပေါ့နော်ဒီမစ်ရှင်တစ်ခုကိုဆောင်ရွက်တဲ့နေရာမှာလဲအားနေချက်ရှိတယ်ဆိုလိုချင်တာကဒီပေါ့ဟို0.5တကန်းစာလောက်ထိက0.5တကန်းစာပေါ့ဗျာဒါမှမဟုတ်ရှိတယ်တလက်ပြစ်နိုင်တဲ့ ကျွန်တော်တို့ကြည်အကွာဝေးအထိကကိုကနည်းနည်းရှင်းထားမယ်အဲ့လိုနည်းနည်းရှင်းထားမှုမရှိတဲ့ခါကျတော့အဲကျွန်တော်တို့အဲဒီရဟတ်ရင်ထိခိုက်ရတယ်လို့ကျွန်တော်သုံးသပ်တယ်ပေါ့ဗျာနော်အဲ့တော့လင်းရင်ကြည့်လိုက်ကြည့်ရသိရလေအဲ့တော့လင်းရင်ကဖြစ်ခက်ခံရပြီအထုပ်တွေအားလုံးသူကပြာကြရနဲ့သူပစ္စည်းတွေအကုန်လုံးချသွားတယ်သူစူးစမ်းပြီးချသွားတယ်အဲ့တော့ချပြီးတော့လင်းရင်ကပြန်ပြီးတော့ပြန်တက်သွားတယ်ပြန်တက်သွားပြီးတဲ့ခါမှာတော့တနေရာမှာသွားပြီးတော့လင်းရင်လုံးဝပြတ်ကျသွားတယ်အဲ့တော့ ဒီပေါ့နော်ဟိုရဟတ်ရင်မောင်းတဲ့ပိုက်တော့ရဲ့ဆုံချက်ချက်ပေါ်မှာလေအများကြီးမူတည်တယ်ပေါ့အကယ်၍သာပေါ့ဗျာနော်အဲ့ဒီလေရင်ကိုအဲ့ဒီရဟတ်ရင်ကိုဆက်မထွက်တဲ့ပဲနဲ့ပြစ်ခတ်ခံလိုက်ရပြီအပြစ်ခတ်ခံလိုက်ခါမှာဆက်မထွက်ပဲနဲ့အရဟတ်ရင်ကိုအဲ့ဒီမှာပဲခေတ္တခဏနားလိုက်မယ်ဟေ့ဆိုလို့ရှိရင်ဒီရဟတ်ရင်နဲ့တူသူဒီအသက်ဆုံးရှုံးမှာမဟုတ်ဘူးအဲ့တော့လေရင်နှစ်စင်းပေါ့အဲ့ဒီရဟတ်ရင်နှစ်စင်းပြန်ပြန်တက်သွားတယ်နော်အလုံးပေါင်း၃စင်းလို့တော့ပြောတယ်ကျွန်တော်မြင်တာ၂စင်းပေါ့